ပရိသတ်တို့အလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မစခင်မှာ channel ကို subscribe လုပ်ဘေးနားကောင်းအောင်နှိပ်ပြီးတော့ VPN လေးကိုဖွင့်ကကြည့်ရှုပေးကြဖို့နဲ့ရုပ်ရှင်ကလည်းကားကောင်းလေးဖြစ်တဲ့အတွက် like ကြိုလှုပ်ထားလို့တော့ရပါလိမ့် Okay အဲ့တော့ဒီနေ့မှာကျွန်တော်တင်ဆက်ပေးသွားမယ့်ဇာတ်ကားကတော့2021ခုနှစ်မှာထွက်ရှိထားခဲ့တဲ့ Stinko ဆိုတဲ့ကိုရီးယားရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားမှာတောင်ကိုရီးယားနာမည်ကျော်သရုပ်ဆောင်တွေပါဝင်ပြီးတော့ကျွန်တော်ကိုရီးယားမှာအကြိုက်ဆုံးမင်းသားတွေထဲမှာပါတယ်လို့ပြောလို့ရတဲ့ ။ဆရာကြီးလီကွမ်ဆူကလည်းပါဝင်ပြီးတော့တရုတ်ဆောင်ထားတဲ့ဇက်ကားပဲဖြစ်ပါတယ်ခင်ဗျ။ဆိုတော့ဇလန်နဲ့မှာကတော့ဒီရုံးဝင်တန်းတယောက်အိမ်ဝယ်တာကိုခြေခံထားပြီးတော့ရိုက်ကူးထားကာသူဝယ်လိုက်တဲ့အိမ်ကစောင်းနေတာကိုရိုက်ပြထားတာမျိုးပါ။ဒီလိုစောင်းနေတဲ့အိမ်ကတနေ့မှရုတ်တရက်ပြိုကျပြီးတော့မြေကြီးတွေကိုတိုက်တလုံးလုံးကျသွားတဲ့ခါမှာတော့အဲ့ဒီမှာနေထိုင်သူတွေဘယ်လိုတွေဆက်ဖြစ်သွားကြမလဲဆိုတာကိုရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် Okay, let's go. 2021ကစင်ခိုးဖြစ်ပါတယ်ခင်ဗျ။ဒီလိုကြည့်လိုက်ကြအောင်ပါ။ ဇလိုင်းဆာမှာတော့ရက်ကွက်အစ်စ်ကိုအိမ်အစ်စ်ပြောင်းလာသူတွေဟာပစ္စည်းရွှေ့ဖို့အလုပ်တွေရှုံနေကြပါတယ်။ဒါပေမဲ့မိုးတွေတဲတဲမဲမဲရွာနေရာကြောင့်ပစ္စည်းရွှေ့ဖို့ခတ်နေကြပါတယ်။အဲဒါကြောင့်ပစ္စည်းရွှေ့မဲ့လူကလည်းရက်ထားတဲ့ကားကိုဖုံးဆက်ပြီးတော့ကားဖယ်ခိုင်းမှုစူးစမ်းနေတာပါ။အဲနောက်မှာတော့ကားပိုင်ရှင်ဟာတိုက်ပေါ်ဆင်းလာပြီးတော့ခတ်တီတီနဲ့ကားမောင်းထွက်သွားခဲ့ပါတော့တယ်။ဒါပေမဲ့ကားပိုင်ရှင်ဟာခတ်ချီချီခတ်တန်းတန်းနဲ့ကားကိုအတင်းပြန်ကွေ့လာပြီးတော့ပါကင်မှာပြန်ထိုးထားလိုက်ပါတော့တယ်။ ဒါပေမဲ့ပစ္စည်းရွှေ့မဲ့လူလဲကားပိုင်ရှင်ကြောင့်တဏှာကြီးလောက်ပစ္စည်းရွှေ့များပြုတ်များတွေဖြစ်ပြီးတော့ပြဿနာတက်နေတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ကားပိုင်ရှင်ကတော့ဖုန်းတန်တိုးထားကြောင်မကြားတာလို့ပြန်ပြီးတော့ဖြေလိုက်တာပါ။ဒါကြောင့်ပစ္စည်းရွှေ့မဲ့သူလဲအဲ့လောက်တောင်းမှန်မှုခက်ခဲနေတဲ့ကားပိုင်ရှင်ကိုတော်လေးအန်အောလို့နေခဲ့ပါတယ်။ဒါပေမဲ့ကားပိုင်ရှင်ကတော့တောင်းမှန်ရမှာပစ္စည်းရွှေ့တဲ့သူပဲဖြစ်ပြီးတော့သူဘာသာနေနေတဲ့ကားကိုစီဖြုံးမှုလာရွှေ့ခိုင်းနေလားလို့မေးလိုက်ပါတယ်။အဲ့နောက်မှာတော့ပစ္စည်းရွှေ့ပေးတဲ့သူရဲ့မိန်းမနဲ့ကလေးတွေရောက်လာပါတော့တယ်။ကလေးကတော့သူ့ဖေရန်ဖြစ်နေထင်းပြီးတော့မေးမြန်းနေတာပါ။ အဖေဖြစ်သူကလည်းရံမဖြစ်ပါဘူးလို့လိန်ပြောလိုက်ပြီးတော့ကလေးကိုနားချနေပါလေ။အဲနောက်မှာတော့ဂရိန်းနဲ့အိမ်ပေါ်ထဆီကိုပစ္စည်းတွေရွှေ့နေကြပါလေ။ဂျုံနဲ့အိမ်ကြီးချင်းတွေကတော့မိုးရွာမှာအိမ်ပြောင်းလာတဲ့သူတို့မိသားစုကိုတထေးတွေပဲဖြစ်ရမယ်လို့ကြီးကြီးပြောဆိုနေပါလေ။အဲနောက်မှာတော့သူတို့တွေအိမ်ပြောင်းလာပြီးတော့တတောင်တတားရှိတဲ့အိမ်အစ်မဇိန်ခံလို့နေနေကြတာပါ။နောက်နေ့မနက်ကိုရောက်တဲ့ခါမှာတော့သူတို့ဟာအိမ်အစ်မနေတဲ့ပထမဆုံးမနက်စာကိုစုံလေးနဲ့စားတောက်နေကြပါလေ။အဲနောက်မှာတော့တားဖြစ်သူကသမင်းစပွဲခုံပေါ်ဂေါ်လီလုံးတင်ပြီးတော့လှိမ့်ချပြပါလေ။ အနာကိုမြင်ပြီးတော့အဖေဖြစ်သူကတော့အိမ်ပြောင်းတဲ့သူတွေတေချာမလုပ်ပေးသွားတာကိုဒေါသထွက်နေခဲ့ပါတယ်။အဲ့နောက်မှာတော့တားပြသူကဂျမ်းမီမှာလိမ့်ပြလိုက်တော့ဂေါလိကအသာလေးလိမ့်သွားပြန်ပါတယ်။ဂျိုနဲ့အဲ့လူကဂျင်းကိုယောက်လာခဲ့တော့တာပါ။ဒါမဲ့ကားပိုင်ရှင်ကိုပြန်တွေ့တာကြောင့်လန့်ဖြန့်သွားခဲ့ပါတယ်။အဲအကြောင်းကားပိုင်ရှင်ကအခုလိုလေးကျင်ကန်လုပ်ဖို့ယောက်လာကတော်လေးကိုတွေးကောင်းတာပဲလို့ပြောနေခဲ့ပါတယ်။ဒါမဲ့သူကတော့အားကစားမလုပ်ချင်တဲ့အတွက်ပြန်ထွက်လာလိုက်ပါတယ်။အဲ့နောက်မှာတော့သူကကားပိုင်ရှင်ကိုအိမ်ထဲနဲ့စောင်းနေမထင်ဘူးလားလို့မေးလိုက်တာပါ။ ။ဒါမှရှင်တော့တတိမထားမိပေမဲ့သူကပစ္စည်းတွေဘာတွေရှော့ကြနေရမျိုးဖြစ်နေရလို့ပြန်ပြီးတော့ပြောခဲ့ပါတယ်။ဒါမှမဟုတ်ကားပိုင်ရှင်ကတော့သူတို့အိမ်ကျမ်းမညာပြန့်နေတဲ့အတွက်အဲ့လိုမျိုးမရှိပါဘူးလို့ပဲပြောလိုက်တာပါ။အဲတော့အိမ်မှာဖန်ကိုလီရှိရင်စမ်းကြည့်ဖို့ကားပိုင်ရှင်ကိုပြောပြနေပါလား။အဲ့တော့မတော်မယုံသင်္ကာဖြစ်နေတဲ့အဲ့လူလေရုံအောင်တာနဲ့လိုက်ပြီးတော့ရှားပါတယ်။အဲ့ဒါကြောင့်ရုံကလူတွေလဲစိုးကိုအိမ်ပြောင်းလာတဲ့သူ့ကိုလက်ခုပ်တီးပြီးတော့ဂုံပြူပေးကြပါတော့ဒီ။အဲ့နောက်သူပြောင်းလာတဲ့နေရာကဂျန်စုတုံဆွဲရက်ွက်ဖြစ်နေတာကြောင့်ဂျူနီယာကလည်းအဲ့နေရာကမြေပြိုတဲ့တဲ့အကြောင်းကိုပြောပါတယ်။ ဒါမဲ့သူကတော့သူနေတဲ့နေရာဟာအတန်လုံးနဲ့တိုက်သိဖြစ်တာကြောင့်ဘာမှဖြစ်ပါဘူးလို့ပြောလိုက်တာပါအဲ့တော့မှဂျူနီယာကသူ့ဘေးနားလာထိုင်ပြီးတော့သူကြည့်နေတဲ့ဗီဒီယိုကိုလာပြီးတော့ကြည့်နေခဲ့ပါတယ်ဗီဒီယိုမှာအိမ်ကစောင်းနေတာကြောင့်ဘောလုံးကဂျောဂျူနဲ့လိမ့်ကြသွားတာပါအဲ့ဒါကြောင့်သူလည်းဗီဒီယိုအမြန်ပိတ်ပြီးတော့အိမ်တပွဲလုံးမဲ့အကြောင်းသာဆက်ပြီးတော့ပြောနေခဲ့ပါတယ်ဒီလိုတန်တရားဖြစ်နေတဲ့သူကအိမ်ပြန်အောင်တာနဲ့အိမ်ဆောင်မဆောင်ထပ်ပြီးတော့ဆေးဆေးနေပြန်ပါတယ်သူလည်းအိမ်ဆောင်နေတဲ့ကားအထစ်မကြပဲပရင်းပေါက်တွေလည်းပြုတ်ကြလာမှမလို့စမ်းကြည့်နေတာပါ ပြီးတော့သားဖြစ်သူစီကဂေါလီကိုယူပြီးတော့စမ်းတတ်တဲ့အခါဂေါလီကရှောမကြပဲငြိမ်နေခဲ့ပါတယ်အဲ့နောက်မှတော့သူတို့မိသားစုကအိမ်မှာဓာတ်ပုံချိန်ဖို့အတွက်ဓာတ်ပုံဆိုင်ကိုရောက်လာကြပါတယ်ဖြစ်ချင်တော့ဓာတ်ပုံဆိုင်ပိုင်ရှင်ကကားပိုင်ရှင်ဖြစ်နေရာကြောင့်ထိတ်လန့်နေရပြန်ပါတယ်တကယ်တော့ဂျင်ကကားပိုင်ရှင်ပိုင်တာမဟုတ်ပဲသူ့ရဲ့အသည့်အကိုပိုင်တာပါဓာတ်ပုံဆိုင်ကတော့သူကိုယ်တိုင်ဆိုင်ရှင်ဖြစ်ကြောင်းကားပိုင်ရှင်ကရှင်းပြနေပါတယ်အဲ့နောက်မှတော့သူတို့ကမိသားစုဓာတ်ပုံရိုက်ကူးခဲ့ကြပြီးတော့ဆိုင်ကြီးဆိုင်ကောင်းမှညစာစားနေခဲ့ပါတယ် သူကတော့လက်ဗလာနဲ့အိမ်မော်တက်လာကြတာစတဲ့နေ့ကြာပြီးတော့မှကိုပိုင်အိမ်ရှိလာတယ်လို့မိမကိုပြောနေခဲ့တာပါအဲ့တော့မှတော့သူတို့လင်မယားကညသာဆိုင်နဲ့တောက်ထားခဲ့တာကြောင့်အငားရေမောင်းခေါ်ဖို့အတွက်ကိုဆုံးဖြတ်ခဲ့ပါလေအဲ့ဒါကြောင့်အငားရေမောင်းကိုဖုန်းဆက်လိုက်တဲ့အခါမှာကားပိုင်ရှင်ဖြစ်နေပြန်ပါလေအဲ့လိုနဲ့ကားပိုင်ရှင်ကသူတို့ရဲ့အငားရေမောင်းဖြစ်နေလှုပ်ပေးရင်တိုက်ကိုပြန်ပြီးတော့လိုက်ဖို့ပေးပါလေအဲ့တော့မှတော့ကုမ္ပဏီကလူရီယာသူတို့အင်တာပွဲအတွက်လိုအပ်တာတွေဝယ်ပေးနိုင်ဖို့ငွေ2သိန်းရောင်စုထားကြပါလေအဲ့လိုနဲ့သူကရုံးကလူတွေကို သူဝယ်ချင်တာရှိတဲ့အတွက်လက်ဆောင်ငွေသားပဲပေးဖို့ပြောလိုက်တာပါအဲနောက်မှာတော့ तू ဟာလိုချင်နေတဲ့လှုပ်ကလထိုင်းတစ်လုံးဝယ်ချလာပါလေမိမဖြစ်သူကတော့ပင်မန်းတာ तू ဖြစ်ပေမဲ့လက်ဆောင်တော့ယောက်ျားရတာကြောင့်စိတ်ထဲဘဝင်မကြဖြစ်နေခဲ့တာပါအဲအဲ့ဒီညမှာပဲမိုးရွာရင်းနဲ့ကားကဂျုံဝင်ပြီးတော့ကားအလန်းမီလာတဲ့ပြင်တကားမှန်ပါအဲ့လာခဲ့ပါလေနောက်နေ့မနေ့ရောက်တဲ့အခါမှာတော့ကားပိုင်ရှင်ဆင်းလာတော့မှန်အဲ့နေရာမြင်တာကြောင့်အံဩသွားခဲ့ပါလေအဲ့ဒါကြောင့်ကားပိုင်ရှင်နဲ့မှန်ကိုလက်နဲ့ထိလိုက်တော့အက်ကွဲကြသွားခဲ့ပါတော့လေ အရာကိုမြင်သွားတဲ့တိုက်ခန်းလူတွေကတော့ကားပိုင်ရှင်လုပ်တယ်ထင်ပြီးတော့ပြန်ယော်ခိုင်းနေကြတာပါအဲနောက်မှာတော့သူလည်းရုံဘက်ကိုသွားဖို့ထွက်လာရင်လည်းဗီလာရှိမှာမြေကြီးအကွဲရာကြီးကိုတွေ့လိုက်ရပါတော့တယ်အဲဒါကြောင့်သက်ဆိုင်လူတွေကိုချက်ချင်းဖုန်းဆက်ပြီးတော့ရှင်ချိုဗီလာရဲ့လုံခြုံရေးကိုလာပြီးတော့စေပေးကြဖို့ပြောလိုက်တာပါအဲလိုလာစေပေးဖို့အတွက်ပိုင်ရှင်အစည်းအဝေးခေါ်ပြီးတော့သဘောတူညီမှုရယူရမှာဖြစ်ပါတယ်အဲနောက်မှာတော့ဗီလာလူတွေကိုစုပြီးတော့သဘောတူညီချက်စာရေးဝေပေးပါတော့တယ်ဂျန်နဲ့သူတွေကတော့အိမ်ကဘာဖြစ်လို့စေစေးဖို့လုံနေရတာလဲဆိုတာနားမလည်နိုင်ဖြစ်နေကြပါတယ် ဒါပေမဲ့သူကတော့ဗရင်းပေါက်အကြက်ကြီးတွေဂျမ်းမီတွင်စောင်းနေရာကြောင့်ပြဿနာရှိနေလို့ပြောပြလိုက်ပါတယ်။အားလုံးကတော့သူတို့အိမ်တွေအစီအပြေနေရာဖြစ်တဲ့အတွက်စစ်ဆေးမှန်ဆိုပြီးတော့ပတ်ဆံမဲ့တတ်တတ်ထွက်သွားအမှာကိုလက်မခံနိုင်ဖြစ်နေကြရတာပါ။အဲနောက်မှာတော့ညှိနှိုင်းခေါ်ရင်းနဲ့ကားပိုင်ရှင်အခန်းကတိုက်ခန်းပိုင်ရှင်တွေချင်းချင်းရန်ဖြစ်ကြတာကြောင့်အဲလူလဲစိတ်ညစ်နေရပါတယ်။ဒီလိုနဲ့ကားပိုင်ရှင်ကသူ့မှာသားတယောက်ရှိပြီးတော့ဒါပေသူကိုအစိုးရဝန်ထမ်းပြင်ဆင်တင်နှံပို့ပေးပါမယ်လို့ပြောလိုက်ပါတယ်။ ိုင်နောက်မှာတော့ကားပိုင်ရှင်ကသားကိုဈေးလေးကိုတခြားနေရာမှာတောက်ဖို့နဲ့သူတို့အိမ်ကဈေးလေးအနှံထွက်တာကြောင့်တခြားအင်းတွေကဂရက်လိုင်းနေတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဒါမဲ့သားဖေးသူကစိတ်ဆိုးပြီးတော့ဓမင်းဆက်မစားဘဲအခန်းထဲဝင်သွားခဲ့ပါတယ်။အိုင်နောက်မှာတော့အဲလူကယုံကဂျူနီယာတွေနဲ့ဝန်ထမ်းတွေကိုခေါ်လာပြီးတိုက်ခန်းကိုလိုက်ပြီးတော့ပြပါတယ်။အဲချိန်မှာပဲကားပိုင်ရှင်ဦးလေးကြီးကကွဲနေတဲ့မှန်နေရာမှာကာဘူးတဲ့ဗနိုင်းဂျီတက်နေတာဖြစ်ပါတယ်။ပြီးတော့ကားပိုင်ရှင်ဦးလေးကြီးကအိမ်ကအတော်ပြက်စီးနေတာကြောင့်ဒီလိုအခြေအနေတွေရှိနေပြီလို့ပြောနေခဲ့ပါတယ်။ ဝင်နှန်းတွေကလည်းလက်ရှိအခြေအနေတော့ဒီလောက်ဖြစ်နေရအောင်မြင်ပြီးတော့အံ့ဩနေကြတာပါအဲနောက်မှာတော့သူလည်းဝင်နှန်းတွေကိုအိမ်မော်ခေါ်လာပြီးတော့အိမ်တပ်ပွဲကိုပျော်ပျော်ကြီးကျင်းပကြပါတော့လေဒိုနဲ့ဝင်နှန်းတွေခေါ်လာတဲ့သူလည်းအိမ်မှာတောက်စားကြနေဂုံပြူဝဲလုံနေပါအဲနောက်မှာတော့အဖွဲတွေကနှစ်ယောက်ဟာအိမ်ပန်းရှင်ဌာနမှုမသိအောင်တွဲနေရင်းကနေလူသိရှင်ကြမိသွားခဲ့ပါတော့လေအဲလိုနဲ့ရုံးရင်းစကားတွေဖြစ်ကြရင်နှစ်ယောက်ကထပြန်သွားတာကြောင့်ကားမပါတဲ့နှစ်ယောက်ပဲကြံခဲ့ပါတယ်အဲဒါကြောင့်ဌာနမှုလည်းကားပန်းရှင်ကအငားအိမ်မောင်းလုတဲ့တူကခေါ်ပြီးခဲ့ပါတယ် ကားပိုင်ရှင်ကကားမပါတဲ့ကြောင့်သူ့ကားနဲ့ပို့ရမယ်ဆိုရင်ဈေးပိုပေးရမယ်လို့ပြောလိုက်တာပါအဲကြောင့်ကားမပါပဲကြံခဲ့တဲ့လက်ထောင်တယောက်ကိုသူ့အိမ်ကအခန်းသုံးခန်းပါတဲ့တော့တခါတည်းပဲအိတ်သွားဖို့ပြောလိုက်ပါတော့တယ်နောက်နေ့မနက်မှာတော့သူတို့အိမ်ကရေမလာတာကြောင့်အမျိုးသမီးလဲရေတန်းကတ်တွေဝယ်လာနေရပါတယ်အဲဒီမှာတိုက်ခန်းလင်းများထွက်လာပြီးတော့သူတို့အိမ်လဲရေမလာတာဖြစ်တဲ့အတွက်ချွေးထုတ်ခန်းသွားနေရမယ်အကြောင်းကိုပြောပြနေပါတယ်ပြီးတော့အိမ်မျိုးသမီးကသူတို့ဗီလာမှာအပျက်စီးရှိတော့တယ်လို့ပြောပြီးဘာမှမဖြစ်သူလို့ဆက်မပြောဘဲထွက်သွားခဲ့ပါတော့တယ် ိုင်နာမှာတော့ဌာနမှုကဖုန်းမကင်တာကြောင့်အပေါ်တက်ဖို့ကတ်ကိုသားဖြစ်သူကတက်ပြီးတော့ယူပါတော့တယ်။တဖက်မှာလည်းလက်ထောက်လန်နိုးလာပြီးတော့အောက်ထက်ကိုအလင်းမြန်ပြေးဆင်းလာပါတယ်။တက္ကစီပေါ်ရောက်သွားတဲ့လက်ထောက်ကပတ်ဆိုင်ပေးကြံခဲ့တော့သတိရသွားခဲ့ပါတယ်။ဒါကြောင့်ကားကိုချက်ချင်းဗီလာစီကိုပြန်လှည့်ပြီးတော့အပေါ်တက်ယူပါတော့တယ်။တဖက်မှာတော့ကားပိုင်ရှင်ဟာတိန်တက်တိန်ဆင်းလောက်ပြီးတော့ရေရမရလိုက်ပြီးတော့မေးနေခဲ့ပါတယ်။အဲဒီအချိန်မှာကတ်တက်ယူတဲ့ဌာနမှုရဲ့သားကရောက်လာပြီးတော့ရင်ကျင်းနှုတ်ဆက်ကရင်များတဲ့အကြောင်းပြန်ပြီးတော့ပြောနေခဲ့ပါတယ်။ ဒါမှမဟုတ်လက်ထောက်ကအိတ်ပြန်ယူပြီးတော့ကားထဲကိုပြန်အောင်လာခဲ့ပါတယ်။ဒါမဲ့ကားသမားတော့ရှိမနေပဲအပြင်မှာဖုန်းပြောနေခဲ့တာပါ။ဒါမှမဟုတ်တော့ကားပိုင်ရှင်ကဘေးတိုက်ကိုရေရမရလမ်းမေးနေနဲ့ရုတ်တရက်ပြင်းအားများတဲ့တုန်ခါမှုကိုစပြီးတော့ခံစားလိုက်ရပါတယ်။အဲဒီမှာမြေကြီးတွေလည်းအကွဲလာပြီးတော့တိုက်ရဲမျက်နှာချက်တွေနဲ့နိုင်ရံတွေပြိုကျပျက်စီးလာခဲ့ပါတယ်။ဌာနမှုလည်းမိသားစုပုံကာကွယ်နဲ့သူတို့ရဲ့အဆောင်အုံကြီးကတဖင်းဖင်းနဲ့မြေကြီးတဲ့ကိုဂျုံဝင်းညာကိုတရီထားလာမိပါတယ်။တက္ကစီကားနဲ့တူအဆောင်အုံကြီးတစ်ခုလုံးကတော်တော်နဲ့တဲ့ မြေကြီးရဲ့အတွင်းပိုင်းထဲကိုရောက်သွားခဲ့ပါတော့တယ်။ဌာနမှုရဲ့မိမတော်တာအောင်ယောက်ျားမြေပြိုတဲ့ထဲပါသွားတာကြောင့်အတော်လေးကိုတုံလုံးချောက်ချားနေပါပြီ။ဗီလိုင်းတစ်ခုလုံးရဲ့နေရာမှာကြီးမားတဲ့မြေကျွင်းကြီးသာဖြစ်နေခဲ့ပါတယ်။ကားထဲမှာရှိတဲ့လက်ထောက်ကတော့ကြောက်လန့်နေပြီးတော့မျက်ရည်ဝိုင်းသားဖြစ်နေတာပါ။အဲဒီအချိန်မှာပဲကားကြီးကအောက်ပြုတ်ကျသွားပြီးတော့ကားပိုင်ရှင်ရှိတဲ့ထိတ်ဆုံးထက်စီကိုကျလာခဲ့ပါတယ်။အဲနောက်ကားကြီးကအဖွဲမှုခန်းကိုဝင်ချလာပါတယ်။အဲကြောင့်အဖွဲမှုကခုံကိုင်ပြီးတော့ရိုက်မယ်လို့မှသူ့လက်ထောက်ဂင်ဖြစ်နေအောင်တွေးလိုက်ရပါတယ်။ လက်ထောက်ခင်ရလဲကူညီတောင်းပြီးတော့သူ့ကိုကားထဲကထုတ်ပေးဖို့တောင်းဆိုနေတာပါအဲဒါကြောင့်အဖွဲမှုကအတင်းဆွဲထုတ်ဖို့လုပ်တဲ့အချိန်မှာကားတကလက်ကင်ကကျိုးသွားပါတော့တယ်အဲနောက်မှာတော့ကားဆက်ပြီးတော့ပြုတ်ကျတော့မှဖြစ်လို့အဖွဲမှုလည်းအတင်းဆွဲထားရပါတယ်ဒုံးနဲ့ပရိမောင်းမှန်ပွင့်လာပြီးတော့ဂင်းကိုအတင်းဆွဲထုတ်လိုက်ရပါတယ်အဲနောက်မိန်ကလေးအော်သန်ကြားလာကြအောင်အခန်းထဲပြေးဝင်ပြီးတော့ဗီဒီယိုကိုမလိုက်ကြပါတယ်တကယ်အဖွဲမှုမိမဖြစ်မနေပဲအုံးကျူဖြစ်နေရကိုတွေးလိုက်ရပါတယ်အပြင်မှာလည်းကဲဆယ်မဲ့သူတွေကရဟရင်တွေနဲ့ဗီလာရဲ့ခြေနေကိုအကဲခန့်နေကြပါပြီ ဒါကိုကယ်သိဖို့ဆိုလို့ရှိရင်အချိန်တော်တန်ကြာမယ့်ပြင်အတွင်းဘဝမှာပေါက်ကွဲမှုတွေကလည်းဖြစ်ပေါ်နေတာပါအဲနောက်မှာတော့မြေပြိုပုံကနေဂါမိုင်းရှာမှလည်းယုံထလာနေရပါတယ်အပေါ်မောကြီးတဲ့ခါမှာသူတို့ကတော်တော်နဲ့တဲ့တွင်းကြီးတဲ့ကိုရောက်နေရကိုတီးသွားခဲ့ပါတော့တယ်အဲလိုနဲ့ထလာရင်းနဲ့ပြုတ်ကျသွားပြီးတော့အဖွဲမှုတို့အထက်ကိုရောက်လာခဲ့ပါတယ်အဖွဲမှုတို့သုံးယောက်ဟာစူချုံကိုလိုက်ရှာနေကြတာပါအဲနောက်ဂါမိုင်းရှာလည်းစူချုံတက်လီကစီးသွားတာကိုတွေ့လိုက်တဲ့အတွက်အပြင်ကိုရောက်သွားနိုင်တယ်လို့ပြောပြလိုက်ပါတယ်အဲနောက်မှာတော့ဂါမိုင်းရှာကသူ့သားစုံးထယ်ကိုတရိယာပြီးတော့ အသေးသာလိုက်ရှာပါတော့တယ်ဒုံနဲ့သူတို့ကအပေါက်တွေးကြားကနေစုံးတယ်ရှိမရှိလိုက်ရှာနေကြတာပါဒါမဲ့စုံးတယ်ဖနှက်ကိုမတွေ့တာကြောင့်ဂိမ်းဆိုင်သွားပြီထင်းနဲ့စိတ်ချရသွားခဲ့ပါတယ်ဒုံနဲ့သူတို့လည်းဒီဖြစ်စဉ်ကရှင်ငိုးဖြစ်ပြီးတော့သူတို့တိုက်ကမိသား9လောက်ကိုကျုံဝင်ပြီးတော့ပြုတ်ကျသွားတာလို့ပြောနေခဲ့ပါတယ်အဲနောက်ဦးဂျူကဖုန်းလိုက်ရဖို့တော့ခေါင်းမိုးကိုသွားကြည့်နေတာပါဒါမဲ့ကားမှရှင်ကတော့ခေါင်းမိုးပေါ်သွားလို့ရှိရင်ခေါင်းပေါက်နိုင်တာကြောင့်မသွားဖို့တားဆီးခဲ့ပါတယ်အဲနောက်မှာတော့ကေဆေးတွေဆင်းလိုက်နေမြေတွေကဆက်ပြီးတော့ပြုံနေခဲ့တာကြောင့် မစေးနိုင်တော့ပဲပြန်ပြီးတော့တက်လာခဲ့ရပါတယ်။အောက်မှာရှိတဲ့အဖွဲမှုတို့ကလည်းသူတို့ကဲဖို့အတွက်လေချောင်းကွဲမတက်អော်နေခဲ့ကြပါတော့တယ်။အဲနောက်မှာတော့သူတို့စကားထိုင်ပြောနေတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်။အဲဒါကတော့တခြားသူမဟုတ်ပဲကားပိုင်ရှင်ရဲ့အသားဖြစ်သူစုံးထည်ရဲ့အတန်ပါပဲ။ဒါကြောင့်သူတို့လည်းစုံးထည်ကိုအတန်ကြားကနေမြန်မြန်ကဲထုတ်ကြပါတယ်။စုံးထည်ကတော့အပြင်ရောက်လာတဲ့သူဂျုံနေရတာကိုတန်တော်ကြီးကြည့်နေခဲ့တာပါ။အဖေပြေသူကလည်းဘာလို့သူသားဂိမ်းဆိုင်မှာရှိနေရတာလဲလို့မေးလိုက်ပါတယ်။ ဇုံးနေရာတော့လင်းချင်းခံရရတာဖြစ်ပြီးတော့ဂိမ်းဆိုင်အောင်ဖေကမသွားခိုင်းတာကြောင့်မသွားခဲ့ဘူးလို့ပြောလိုက်ပါလေအန်အောင်ဇုံးထဲကအရေးပေါ်တော့တောက်ရီအစားစားအချောင်ချမ်းတွေထုတ်ပေးဖို့သူတို့ကိုပြောပါလေပြီးတော့သူတို့ရဲ့ဒီမှာရှိနေအောင်အတီးပေးဖို့တယောက်ချင်းစီစောင်းတင်တယ်လို့ဇုံးထဲကပြောပါလေဇုံးထဲကတော့သူ YouTube မှာကြည့်ထားတဲ့အတိုင်းပြောပြနေပြီးတော့အဘောကအချင်းတွေကိုသိရတဲ့အခါအမှတ်သားပေးဖို့ပြောပါလေမြေပြင်မှာတော့ကဲဆဲသမားတွေကဘီးစရယ်လှုပ်လိုက်ဖို့ခက်ခဲတာကြောင့်ထားဆောင်ပြီးတော့ပြန်သုံးသပ်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါလေ ဒါမဲ့ပြင်ဆင်လို့ပြီးတာနဲ့ချက်ချင်းကဲထုံးမှာဖြစ်လို့အချိန်ထပ်ပြီးတော့စောင့်ပြီးဖို့ပြောပါတယ်။အဲနောက်ပါသွားတဲ့မိသားစုရာဆပြီးတော့နာမည်တိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဓမ္မတော်အဖွဲ့မှုကသူအိမ်သစ်တပ်ပွဲလုပ်လိုက်တာကြောင့်အခုလိုတွေဖြစ်ရတဲ့အတွက်တပည့်နှစ်ယောက်ကိုတောင်းပန်နေပါတယ်။လက်ထောက်ကင်ကတော့အဖွဲ့မှုကြောင့်သူတို့တရားမယ်လို့မစင်စားဘူးလို့ပြောလိုက်ပါတယ်။အဖွဲ့မှုကတော့သူဒီအိမ်ဝယ်ဖို့၁၇နှစ်လောက်အချိန်ယူလိုက်ရပေမဲ့နှစ်ပတ်ထဲနဲ့ဒီလိုဖြစ်သွားတာကြောင့်တေလို့မဖြစ်ဘူးလို့ပြောနေခဲ့တာပါ။အဲနောက်မှာတော့မိုးကလည်းရွာလာပြန်တာကြောင့်တွင်းထဲကလူတွေအခက်တွေ့နေခဲ့ရပါတယ်။ အဖွဲမှုမိမတော့အပြင်မှာကြံခဲ့တဲ့မိသားစုဝင်နေတဲ့သူဘေးလိုရာကိုရွှေပြောင်းခံလိုက်ရပါတယ်။တပတ်မှာတော့အဖွဲမှုတို့အားလုံးဟာစာကြောက်တွေနဲ့တောက်ရည်တွေလိုအပ်တာတွေကိုယူနေခဲ့ပါတယ်။သူတို့ကတော့လိုအပ်တာတွေစူးစီးနေနေကဲဆဲတွေကြာနေရာကိုစိတ်မရှိနိုင်ဖြစ်နေခဲ့တာပါ။သူတို့တို့တော့တရက်တောင်မရှိသေးတဲ့ဒီအချိန်ကာလကြီးကတလားလောက်ကြာသလိုဖြစ်နေခဲ့ပါပြီ။သူတို့လည်းသူတို့အသက်ရှင်နေရာကိုကဲဆဲအီးသမားတွေသိရလာလို့တန်တရားဝင်လာခဲ့ပါတယ်။သူတို့ရာဒီလိုအချိန်လေးကြီးမှာရက်လွန်တာတွေပါမလွတ်ပြပဲစားမဲ့အနေထားမျိုးဖြစ်နေခဲ့ပါပြီ။ အပြင်ဘက်မှာအဖွဲမှုမိမတဲ့ဂျာလူတွေကကဲဆဲစကန်မှာကဲဆဲခံရပြီးတော့သူတို့ကတော့ထမင်းတော်မစားနိုင်လောက်စိတ်ပူပန်နေခဲ့ကြပါတယ်။တပတ်မှာတော့အဖွဲမှုတို့အဖွဲဟာညသာတို့ကဂါပိုင်ရှင်ကိုအားကိုးနေခဲ့ကြပါတယ်။ဂါပိုင်ရှင်ကတော့ကြက်ကောင်လုံးကင်ကိုရအောင်ကင်ကျွေးပြီးတော့ဒါပြေသူကတော့ပေါင်တချမ်းပေးလိုက်ပါတယ်။အဖွဲမှုလဲဝန်ထမ်းတွေစုဝဲပေးထားတဲ့သူ့ရဲ့ကျိုးပဲ့ကလထိုင်လေးကိုကြည့်နေခဲ့ပါတယ်။အဖွဲမှုကကိုရင်ကိုရာဖြစ်သွားတဲ့ပစ္စည်းကောင်းလေးတစ်ခုတော့လိုချင်နေခဲ့တာပါ။အိမ်ပြောင်းနေတဲ့ဟိုဒီဒီပစ္စည်းတွေပျက်စီးကုန်တာကြောင့် ။သားသမီးတို့တော့ပစ္စည်းကောင်းလေးခြံထားခဲ့ခြင်းနေတာဖြစ်ပါတယ်။အွန်ဂျူကတော့ထွက်တာနဲ့ပစ္စည်းထပ်ဝယ်ဖို့ပြောပေမဲ့အခုကအိမ်မှာမရှိတော့တာကြောင့်ဌာနမှုလည်းစိတ်တက်ကြလို့နေခဲ့ပါပြီ။ဒါမဲ့ကားပိုင်ရှင်ကတော့နည်းနည်းထပ်ဆောက်လိုက်ရင်ကဲမဲသူတွေရောက်လာတော့မှမလို့တောင်းခံထားဖို့အတွက်အားပေးပြီးတော့ပြောလိုက်ပါတယ်။တဖက်မှာတော့မြေပြင်ကလူတွေက drone နဲ့တွင်းတဲ့ကိုစင်းပြီးတော့ကြည့်ကြပါတယ်။ဒါမဲ့တွင်းကအတော်လေးနှက်တာကြောင့် line ပြတ်တောက်ပြီးတော့ drone ကပြုတ်ကျသွားပါတော့တယ်။အဲ့လိုပြုတ်ကျလာတဲ့ drone ကိုစွန်းထရာတွေ့ပြီးတော့သူ့အဖေကိုလမ်းပြီးခေါ်လိုက်ပါတော့တယ်။ အာကိုတကြီးနဲ့ပြောပြီးတော့ထွက်လာတဲ့သူတို့လည်းလိုင်းပြတ်ပြီးပြုတ်ကျလာတဲ့ drone ကိုတွေ့တာနဲ့စိတ်သက်ပြန်ကျသွားခဲ့ပါလိမ့်အဲ့လိုသူတို့တွေပြောနေတော့မှာပဲဗီလာကြီးကထပ်ပြီးအောက်ကိုပြုတ်ကျသွားပြန်ပါလိမ့်ဇက်တိုင်းမြေအောက်ကိုဆင်းနေတဲ့ဗီလာကြီးကြောင့်လက်ထောက်ခင်းလည်းပြုတ်ကျမတတ်ဖြစ်နေရပါလိမ့်အဲဒါကြောင့်အုံးကျူလည်းကြိုးခိုင်တာကိုရအောင်ယူပြီးတော့သူတို့အားနဲ့လက်ထောက်ခင်းကိုဆွဲပြီးတော့တင်ပါလိမ့်သူနဲ့သူတို့တွေဆွဲတင်နိုင်တော့ခဏမှကြိုးဟာပြတ်တောက်ပြီးတော့အုံးကျူပြုတ်ကျမတတ်ဖြစ်သွားတာကြောင့်ခင်းလည်းဆွဲထားလိုက်ပါလိမ့် ဒါမဲ့တကယ်တမ်းအချိန်နဲ့ပြုတ်ကြတာကားပိုင်ရှင်ဖြစ်နေပြီးတော့မြေကြီးထဲမှာနစ်နေခဲ့ပါတယ်။ဇိုးနယ်လည်းအဖေရှိအောင်ကိုခုံဆင်းပြီးတော့အဖေပြည့်သူနဲ့အတူအသေးခံဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲလိုနဲ့ကဲဆဲချင်းမရလိုက်တဲ့သူတို့နှစ်ယောက်ဟာကောင်းကိုမော့ထိုင်းနဲ့ပြ мян ဆန်ဆန်ပဲမြေကြီးထဲကိုနစ်ဝင်သွားခဲ့ပါတော့တယ်။အဲနောက်မှာတော့အဖွဲမှုတို့လည်းအောက်ထပ်ကိုပြေးဆင်းပြီးတော့ပရင်းမောင်မှန်ကိုခွဲပြစ်လိုက်ပါတယ်။တလောဝင်လာတဲ့မြေကြီးတွေနဲ့အတူတူဇိုးနယ်တို့သားဖားပါပါလာခဲ့ပါတယ်။ဒုနဲ့သူတို့လည်းဇိုးနယ်တို့သားဖားကိုနှိုးရင်းနဲ့ တိတ်မကြခင်မှာပဲနှစ်အောင်စလုံးသတိပြန်လဲပြီးတော့ရလာခဲ့ကြပါတော့တယ်။အဲနောက်မှာတော့ drone က line ပြန်ချိတ်ဆက်မိပြီးအပေါ်ကိုပြန်ပြီးတော့တတ်သွားခဲ့ပါတယ်။ကဲစေးသမားတွေလည်း drone ကိုပြန်တွေ့တာနဲ့ record ဖွင့်ကြည့်လိုက်တဲ့အခါမှာအသက်ရှင်လျက်ရှိနေသူတွေကိုတွေ့လိုက်ရပါတော့တယ်။ဂျိုင်းသူတွေကတော့ video ကိုကြည့်ပြီးတော့သူတို့ကလေးတွေသက်ဆိုင်သူတွေမပါတာကြောင့်ငိုကြွေးနေခဲ့ကြပါတယ်။အဲနောက်မှာတော့စားတောက်ဆိုင်လုပ်ငန်းလုပ်နေတဲ့အမျိုးသမီးနဲ့အဖွဲ့မှုမိန်းမဟာကလေးတွေရဲ့သတင်းစာနာမရသေးတာကြောင့်ပူဆွေးပြီးတော့ငိုယိုနေခဲ့ပါတယ်။တပတ်မှာတော့ကားပိုင်ရှင်အဖွဲ့မှုနဲ့အရက်ထိုင်တောက်နေနဲ့ အိမ်မှာအပေါက်ဖြစ်သွားတာကြောင့်သူသားအိတ်ဒါကိုကြာကြီးနေမှာကြည်ဘူးတဲ့အတွက်ကောင်းတယ်လို့ပြောနေခဲ့ပါတယ်အဖွဲမူကတော့သူတို့အဆောက်အုံကတခြားအခန်းတွေရဲ့အခြေအနေကိုလည်းသိကျင်နေတာပါအဲဒါကြောင့်ကားပိုင်ရှင်ကသူတို့အဆောက်အုံမှာရေးရမရလိုက်ပြီးတော့မေးထားတာကြောင့်တိမ်အလုံးလူရှိမနေဘူးလို့ပြောပြလိုက်ပါတယ်အဲနောက်မှာတော့အုံးကျူကကားထဲထိုင်နေနဲ့အမေဖြစ်သူနဲ့အတူတွဲရိုက်ထားတဲ့ပုံကိုကြည့်ပြီးတတိတွေရနေခဲ့ပါတယ်အုံးကျူလည်းကုမ္ပဏီကနေအိမ်ကိုလက်ဆောင်ပို့တာလုပ်ချင်ပေမဲ့လက်ထောက်ဂင်ကတော့ဒီလိုမျိုးကအလုပ်တင်အတွက်တော့မရနိုင်သေးတဲ့အကြောင်းကိုပြောလိုက်ပါတယ် အနောက်အွန်ဂျူဟာဖုန်းအား300ခန်းလုံးပဲရှိတော့အောင်သူတို့နှစ်ယောက်အတူအမှတ်တရပုံရိုက်ခဲ့ပါသေးတယ်။အနောက်မှာတော့ပေါက်ထဲမှာလူတွေအသက်ရှင်နေသေးတာကိုတီးသွားတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကလည်းဘေးကနေတိန်းဆောင်နေဗီလာပြုတ်ကျသွားမှအောင်စိုးရိမ်နေကြတာပါ။အဲကြောင့်ဗီလာရဲ့အောက်ခြေကိုဖြုတ်ဖို့ဆုံးဖြတ်လိုက်ကြပေမယ့်ဗီလာမှာနေတဲ့သူတွေကကန့်ကွက်နေကြပါတယ်။အဆောင်ပြိုတုံးကကားပိုင်ရှင်ကိုမြင်လိုက်တဲ့ဗီလာပေါ်ဆုံးတက်ကလူကတော့သူမြင်တွေ့ခဲ့တာတွေကိုပြောပြပြီးတော့ဖြိုးဖို့တော့သဘောတူလိုက်ပါတယ်။အဲနောက်ကယ်ဆယ်ရေးသမားတွေကဗီလာအောက်ခြေတိုင်းကိုမိုးမယွာကင်အပီးဖြိုးနေကြပါတယ်။ ပြီးတော့ကယ်ဆယ်ရေးအဖွဲ့အထုပ်တွေချိတ်ထားတဲ့လေဒီတွေကိုတွင်းအောင်ကိုလွှတ်ချလိုက်ပါတယ်။တစ်ဖက်မှာတော့ကားပိုင်ရှင်ကသူသားဆုံးထဲပစ္စည်းလေးကိုပြန်ပြီးတော့ပေးလိုက်ပါတယ်။ဆုံးထဲကတော့ငွေတန်းတရာစုထားနိုင်ခြင်းတဲ့အကြောင်းအဖေကိုပြောပြနေတာပါ။အဲနောက်သူတို့ဘုံဘုံကြည့်နေတော့တခုကြလာတော့သတိထားမိသွားပါတယ်။အဲ့ဒါတွေကကယ်ဆယ်ရေးတွေကပို့လိုက်တာဖြစ်ပြီးတော့သူတို့လိုအပ်တဲ့ပစ္စည်းတွေပါဝင်နေပါတယ်။အဲ့ဒီထဲမှာတိုင်ဖုန်းလေးပါလာတာကြောင့်သူတို့ကဖုန်းတွေခေါ်ကြည့်နေပါတယ်။အဲ့ဒီချိန်မှာပဲအပေါ်နဲ့အဆက်အသွယ်ရပြီးတော့ဖုန်းပြောတဲ့အခါမှာ အဖွဲမှုကလေးစုကြုံရှိမနေတာကိုသိလိုက်ရပါတယ်။စိတ်ပူသွားတဲ့အဖွဲမှုပတ်တုံဝန်းလဲကြောက်ကြရီဖြစ်သွားတာကြောင့်ကဲစေးကတော့ကလေးကိုသူတို့ကဲမမလို့နေရာကနေမဆွေးဖို့ပဲပြောလိုက်ပါတယ်။အဲနောက်မှာတော့ပတ်တုံဝန်းကဘာအောင်မဆောင်မနေတော့ပဲအောက်ဘက်ကိုဆေးမှုဆုံးဖြားလိုက်ပါတော့တယ်။သူတို့လည်းအဖွဲမှုခါမှာကြိုးချီပေးပြီးတော့ဆောင်းနေခဲ့ကြပါတယ်။အဲနောက်အပြင်မှာမိုးရွာလာတာကြောင့်မြေကြီးကအိကျပြီးတော့ဘေးကဗီလာကပါတွင်းထဲကိုပြုတ်ကျသွားပါတော့တယ်။ဒီလိုတုံခါမှုတွေနဲ့ပြိုကျပျက်စီးမှုတွေကြောင့်သူတို့လည်းဘေးလိုရာကိုရွှေ့ပြောင်းနေရပါတယ်။ ပန်တော်ဝန်ကတော့အောက်ကိုတယောက်တည်းရောက်သွားပြီးတော့အားလုံးနဲ့ကွဲသွားခဲ့ပါပြီ။ဇူးချုံကတော့ကားတွေကနေထုနဲ့အော်ခေါ်နေတဲ့စားတောက်ဆိုင်ပန်ရှင်ရဲ့သားစုံအုံးကိုတွေ့တာကြောင့်အသေးအတန်ပြေးလိုက်လာပါတယ်။တပတ်မှာတော့ပန်တော်ဝန်ကခြေထောက်ကိုဂဲလုံးကြီးပိထားတာကြောင့်ဒဏ်အားရနေခဲ့တာပါ။ဒါမဲ့သားစောကန့်နေတဲ့ပန်တော်ဝန်တယောက်ဇူးချုံကိုနောက်ဆုံးမှာတော့ရှာတွေ့သွားခဲ့ပါတော့တယ်။အဲဒီမှာတော့ပန်တော်ဝန်ကဇူးချုံကိုကယ်ဆယ်ရင်းနဲ့အဖွားတယောက်ကိုတွေ့တာကြောင့်အပေါ်တက်လာခဲ့ပါတယ်။အဖွားတော့ကလေးနေမကောင်းဖြစ်နေလို့ပြောလိုက်ပါတယ်။ ပတ်တော်ဝန်ကလည်းအိပ်ရာလေးထဲကကလေးကိုသွားကြည့်တဲ့အခါမှာဇုံအုံးဖြစ်နေရကိုတွေ့လိုက်ရပါတော့တယ်။ဇုံအုံးလေးကတော့အိပ်ဆက်နေတဲ့အတိုင်းတည်ဆုံသွားခဲ့ပါပြီ။အဲဒီနောက်မှာတော့အဖွားကတည်ဆုံသွားတဲ့သူ့ရဲ့မြီးကိုထိုင်ကြည့်နေပါတော့တယ်။ရေတွေကအဲဒီထက်ကိုစိတ်ဝင်လာနေတာကြောင့်အဖွဲမှုလည်းထွက်ပြေးမဲ့လန်ရှားပါတော့တယ်။အဲဒီနောက်မှာတော့ပိုက်လိုင်းလိုမျိုးလူဝင်ပေါက်လန်းတွေ့ပြီးတော့အဖွားကိုတူသွားဖို့တော့ခေါ်ပါတယ်။ဒါပေမဲ့အဖွားကတော့ညင်းလိုက်ပြီးတော့သူ့ရဲ့ဖနာကိုချုပ်ပေးကအဖွဲမှုလိုအပ်တာတွေကိုဖြည့်ဆည်းပေးလိုက်တာပါ။ပြီးတော့ဇုံအုံးရဲ့သမိန်နဲ့နဲ့ကိုကတ်ကြီးနဲ့ညှက်ပြီးအဝင်းနဲ့ထုတ်က အမေဖြစ်သူစီကိုပေးပေးဖို့အဖွားကပြောလိုက်ပါလေအဖွားတော့ဂျိန်းဒီပါအသက်ဆက်ရှင်မအဖွဲမှုကိုပြောရင်းနဲ့နှုတ်ဆက်လိုက်တော့တာပါဂျုံနဲ့ဖွဲမှုကသားလေးကိုကြောပိုးပြီးတော့မိုးရီရွာနေကြားကနေအန်နီအများတဲ့နေရာကတစင်ဖြတ်ကြော်လာနေခဲ့ပါလေပြီးတော့လက်ထောက်ဂင်တို့အော်ခေါ်လိုက်တာကြောင့်သူတို့လည်းအတန်ကြာသွားပြီးတော့ကဲဖို့အတွက်လှုပ်ခဲ့ပါလေဂျုံနဲ့သူတို့လည်းဖွဲမှုတို့တားဖောက်ဆွဲတိမ်ပြီးတော့အတင်းကယ်ဆယ်ရပါတော့တယ်ဂျုံနဲ့တစ်ဖေးဖေးရေတက်လာပြီးတော့သူတို့လည်းလွတ်ရာကိုရှောင်ဖို့အတွက်ကြိုးစားကြပါလေအဲနောက်သူတို့ကရေပေါ်ပေါ်နိုင်တဲ့ပစ္စည်းတွေအကုန်စုပြီးတော့အသက်ရှင်မှုရုန်းကန်ကြပါလေ အဲ့လိုနဲ့ရေတိုင်ငယ်ကြီးကိုရှာတွေ့သွားပြီးတော့သူတို့လည်းရေတိုင်ငယ်ကြီးထဲဝင်နေလိုက်ပါတယ်။ဒါမဲ့အဖုံဖုံမှုတို့တယောက်ကတော့ရှိနေမှရပါမလို့ကားပိုင်ရှင်ကတော့နေရစ်ခဲ့ပါတယ်။အားလုံးကတော့ကန့်ကွက်ပြီးတော့အော်ရေးစူညံနေကြတော့ကားပိုင်ရှင်ကအဖုံကိုဖုံးပြီးတော့သူချက်ချင်းလာခဲ့မယ်လို့ပြောလိုက်ပါတယ်။အဲ့လိုနဲ့ရေတွေတလောတက်လာပြီးတော့ရေတိုင်ငယ်ကတော့ဗီလာအောက်မှာပိတ်မိသွားပါတယ်။အဲ့နောက်တိုင်ငယ်ကဂျိုးနဲ့ညိနေအောင်သူတို့လည်းတွင်းနဲ့အပေါ်ကိုတက်လာပါတယ်။အဲ့ဒီမှာပဲတိုင်ငယ်ကဘေးကအချုံတစ်ခုကြောင့်ပေါက်ထွက်ပြီးတော့ရေတွေဝင်လာခဲ့ပါပြီ။ တို့လည်းမြန်ဆမ်းမဲတိုင်ကီအပေါက်ကိုပိတ်နေနေဇုံးထဲဖေးကရေထဲကနေတိုင်ကီကိုလွတ်အောင်ခြေထောက်နဲ့ကန်ပေးနေပါတယ်ပြီးတော့ကားပိုင်ရှင်ကတို့ကဲဘူးစူးစားနေကတိုင်ကီကပတ်ပြီးတဲ့ဂျိုးတွေနဲ့ခြေထောက်ကိုချိတ်မိသွားပါတယ်အဲနောက်တိုင်ကီကရေပေါ်ပေါ်လာပြီးတော့ရေတွေလည်းဝင်လာတာကြောင့်တို့လည်းဖုံးဖွင့်မှုစူးစားကြပါတယ်အဲနောက်မှာကားပိုင်ရှင်ကရေထဲကနေတင်းတက်လာပြီးတော့ဖုံးကိုဖွင့်မှုစူးစားပါတော့တယ်အပေါ်မှာရှိနေကဲစဲကြီးကဒါကိုလမ်းပြပြီးတော့အသက်ရှင်နေတာကြောင့်ကဲတဲ့ဘူးတို့ကဆုံးဖြတ်လိုက်ပါတယ်အဲလိုနဲ့တို့အားလုံးကဲစဲခံလိုက်ရပါတော့တယ် ဒီလိုနဲ့ပဲအဖွဲမှုစန်းကြီးလဲသူသားနဲ့ယောက်ျားအသက်ရှင်လဲပြန်လာတော့မြင်ရရတော့ဝမ်းသာနေခဲ့ပါအဲနောက်အဖွဲမှုကဆုံးဝင်ရဲ့ဇမိန်လေးကိုအမေဖြစ်သူစီပေးနေအမေဖြစ်သူနဲ့အတူတူငိုကြွေးနေပါတော့တယ်ဒုံနဲ့အချိန်တစ်ခုကြာတဲ့နောက်မှာတော့လက်ထောက်ကင်းကသူ့ရဲ့ကားအိမ်ကိုဖိတ်ပြီးညသာစားပွဲကျင်းပကြပါလိမ့်အဲနောက်မှာတော့ကြက်ကောင်လုံးကြီးလုံနေတော့မှဝုံးဆိုတဲ့တိုင်ကြီးကြားလိုက်ရတာကြောင့်ထရောမာရနေသူတို့ကချက်ချင်းပဲမြေမှာဝင့်နေခဲ့ကြပါလိမ့်တကယ်လို့အရာဟန်မြေဘေးမှာမီးရှုံမီးပန်းဖောင်းနေကြတာဖြစ်ပြီးတော့ သူတို့လည်းလှပတွေကိုခံစားရနေဘွားသေးကိုတိတ်ကနေပြန်ဆားကြရင်းနေပဲဇက်ကားလေးကဒီနေရာမှာပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျာအခုလိုမျိုးရုပ်ရှင်ဇက်ကားကောင်းတွေကို recap တင်ဆက်ပေးတာကြည့်ကြည့်နေဆိုရင်တော့ channel subscribe လုပ်ပြီးနောက်ခေါင်းလောင်းနှိပ်ပြီးတော့စောင့်ကြည့်နိုင်အကြောင်းပါ ရုပ်ရှင်ကားတွေအစားဆုံးတက်တက်ကြည့်ကြည့်နေဆိုရင် Telegram Channel ကို join ထားလို့ရပါတယ်။ဒီနေ့မှအစားကနေစုံလီလိုက်ပါကြည့်ရှုအားပေးခဲ့တယ်။ချိန်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်အန်ခင်မှုပါ။